အားလုံးမင်္ဂလာပါ Plan Che YouTube Facebook TikTok Kick Off News Facebook Channel လေးရနေကြိုဆိုလိုက်ပါတယ်အခုပြောရမယ့်အကြောင်းလေးကတော့ Slavia နဲ့ Arsenal တို့ရဲ့ပွဲပြီးအမြင်လေးပဲဖြစ်ပါတယ်မနေ့ကကျွန်တော်ပြောရတယ်အများကြီးပဲ2မိနစ်လောက်တော့ကြာတယ်ဒါပေမဲ့အဲ့မှာကျွန်တော်ပြောရတယ် Arsenal ဒီကိုပြတ်ဖို့မရှိဘူးသူဒီကန်ကန်ကောင်းမှကိုပြတ်ပါမနေ့က Arsenal ဘက်ကကန်ပါသွားတယ်အဲ့လိုဆိုပယ်နလ်တီလေးရတယ် မရီနိုတတိယကိုဆိုလဲမရီနိုခေါင်းနဲ့ထိပ်ပြီးတော့ဝင်သွားတာကံကောင်းပြီးတော့အဲ့တော့လိုင်းရလေးရင်စပြောလိုက်ရအောင်အာဆင်နယ်ဘရူပါလာလဲအာဆင်နယ်ကမနီယာရိုင်ယာပါတယ်တင်ဘာဆလီဘာကပ်ကြီးရပါတယ်အင်ကပ်ပြီးပါတယ်အဲ့တော့သူတို့ဆော့ဝါရာတီပုံမှန်အဖြစ်ကာလာဖီယိုရီကကတ်တင်ဆိုင်ဝင်လာအခုကကာလာဖီယိုတက်ကတ်တင်ဆိုင်ဝင်လာမဟုတ်ဘူးတင်ဘာကတ်တင်ဆိုင်ဝင်လာ အလဲမှာဘာတွေပါလဲ non non nugget ပါတယ် rice ပါတယ် non rice ပါတယ်ရှေ့တန်းမှာပြောထားတဲ့အတိုင်းပဲ saka merino trosser ဘာဆို yogurt ကိုသူအနာပေးဦးပြီးမှာနောက်ပွဲဆန်းလန်းနဲ့ပွဲမှာထုတ်ကြတိုင်းပါလိမ့်မယ်ဘလူတွေဖြစ်သွားလဲပို့ပထမပိုင်းပထမပိုင်း32မိနစ်မှာ rice ရဲ့ crossing gabrieli ဒီဘူးတော့ပိုင်း gabrieli ရဲ့ သူဒီပြန်တိုက်ပြီးချပေးရသူကိုးသွင်းတာနေဝိုင်းအဲ့ဟာမှလည်းသူပြန်တိုက်ပြီးချပေးရတဲ့ဟာကဟိုဘက်ကလက်နဲ့သွားထီးပြီးတော့ VAR လမ်းပြောတဲ့တိုင်ကြီးကိုမင်းပြန်ကြည့်ခြင်းနဲ့ဆိုတိုင်ကြီးပြန်သွားကြည့်တယ်ပနတီတန်းပေးလိုက်တယ်စာကတိပနတီကိုကန်လိုက်တဲ့ဟာကစ်အရန်ပြင်းလို့ဝင်တာမဟုတ်ဝင်နေရမရှိဘူးဘုရားမဖန်တာနေရာမှန်တယ်ကိုသမားဒီအဲ့နေရာကိုပဲဖန်တဲ့အတိုင်းပဲကစ်အရန်ပြင်းလို့ဝင်ပါတယ် အာဆင်နယ်အများကြီး challenge ရှိဖြစ်တယ်ဘာလို့ဆိုတော့အာဆင်နယ်လူစုံထုတ်လာတာမဟုတ်ဘူးဒီမှာဆိုရင်ဘယ်သူသူ့ဟွာအရင်ဆိုရင်1ယောက်2ယောက်3ယောက်4ယောက်ပါတယ် main line up က9ယောက်ပဲပါအရင်4ယောက်ပါတယ်အဲ့တော့သူရအောင်တော့ကစားနေတယ်ဒုတိယပိုင်းရောက်သွားတယ်မရီနိုရဲ့ကိုထရော်ဆက်ထောင်ပေးရတယ်မရီနိုဒီသူရှိရန်ကစားနေချိန်မှာသူရှိရမယ့်နေရာမှာရှိသွားတော့ဆောင်းနေထိပ်ပြီးပြုံးသွားတယ်တတိယကို rice ရဲ့ crossing ရဲ့ကြောက်စရဲအဲ့လိုထောင်းတင်ပေးလိုက်တယ် merino ရဲ့ခေါင်းနှောင်းနဲ့ထိပ်ပြီးတော့ဘိုးသမားပုတ်တာမမှီလိုက်တဲ့အချိန်မှာခေါင်းနှောင်းထိပ်ပြီးသွားတယ်တုံးကိုလုံးကအဲ့လိုလေးပြီးသွားတယ်အာဆင်နယ်ဒီအခုချိန်မှာချန်ပီယံလိစရာမှာဒုတိယနေရာရက်တည်နေတယ်နှစ်သင်းပဲရှိတယ်ချန်ပီယံလိမှာ၄ဘွဲ့လုံးနိုင်တာအခုချိန်ထိ၄ဘွဲ့လုံးနိုင်တယ်နှစ်သင်းပဲရှိတယ်ဘယ်လိုလဲဆိုတော့ bayern နဲ့ arsenal ဟိုပေးကိုမပေးရသေးရလဲနှစ်သင်းပဲရှိရယ်ဘယ်လိုလဲဆိုတော့အာဆင်နယ်နဲ့အင်တာမီလန်အင်တာမီလန်ဒီညမှာပွဲရှိတော့ဘယ်လိုလာမလဲစောင့်ကြည့်ရမယ်အခုတော့ပေးကိုမပေးသေးရလေးပွဲကစားပြီးသားမှာဆိုတော့အာဆင်နယ်သတင်းပဲရှိရယ်အာဆင်နယ်သူ့ရဲ့နောက်တန်းဒီဘယ်လိုမှအကြောင်းအခုတည်းကစက်ပြနေတယ် international break ပြီးရင် champion league ကံမဲ့ပွဲဒီလုံးဝရှေ့ပွဲဖြစ်သွားတယ်။ဘာဖြစ်လို့လဲ? Arsenal နဲ့ Bayern ပထမ နေရာနဲ့လူမဲ့ပွဲ။ အဲ့ဘယ်ဒီဘိုင်းယန်ဒီလုံးဝသူသူ့ရဲ့အရှိန်အဟုန်ဒီဘလောက်ကောင်းကြောင်းပြထားတယ်အာဆင်နယ်ဒီအနောက်ဆန်းဒီဘလောက်ကောင်းကြောင်းပြထားတယ်အဲ့တော့ကြည့်ရမယ်ဘလောက်ပါပဲကျေးဇူးများတယ်တင်ပါတယ်